ောဒါရှင်များမင်္ဂလာပါဗျာ ကုချင်အစပြီး2025ခုနှစ်အော်တိုဘားလ6ရက်နေ့ Radio UNG ရဲ့မနက်ခင်းစီးရီးသတင်းများကိုကျွန်တော်ရန်နိုင်ကဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါလိမ့်ခင်ဗျာပထမဆုံးတင်ဆက်ပေးမယ့်စီးရီးသတင်းကတော့တောင်သာမြို့နယ်ရုံးစင်ကြီးနယ်ပန်းအိုင်ကြားစင်ကြရဖရားနီစစ်တပ်စစ်ကြောင်းနဲ့တိုက်ပွဲဖြစ်ပွားပြီးဗိုလ်ကြီးတူအပေါင်း15ဦးသေဆုံးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါလိမ့်စက်တင်ဘာလ9ရက်နေ့ညနေ9:00ကျော်အချိန်မှာ မလိုက်ပန်းအိမ်မှာ ရုံးစင်ကြီးကြီးရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့စစ်သားရဲပြူအင်အား300ကျော်ပါအကြမ်းဖက်စစ်တပ်စစ်ကြောင်းအားရုံးစင်ကြီးနဲ့ပန်းအိမ်ကြားစင်ကြီးရပရားနီမှာတော်လိုင်းအင်အားစုများနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းတောင်သာ People Defense Force DDA PDF မှာအော်တိုဘာလ9ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်။ အဲ့ဒီတိုင်ပွဲမှာအချမ်းဘတ်စစ်တပ်စစ်ကြောင်းဘက်မှဗိုလ်ကြီးတူပါဝင်15ဦးတေဆုံးခဲ့ပြီးထိခဲ့တဲ့ရသူအများပြားနဲ့နောက်ပြန်ဆုတ်သွားခဲ့ကြတယ်လို့ဖော်ပြထားပါတယ်။နောက်နေ့မနက်မှာအဲ့ဒီစစ်ကြောင်းဟာပြန်လည်ထိုးစစ်ဆင်လာရမှာအဲ့ဒီစစ်ကြောင်းအားကာရင်းနဲ့တော်လိုင်းရဲဘော်2ဦးမြင်းမြတ်စွာအသက်ပေးခဲ့ရတယ်လို့သိရှိရပါတယ်။အဲ့ဒီချမ်းဘတ်စစ်အုပ်စုဟာ ရုံးစင်ကြီးကြီးရွာကိုထိုးဖောက်ဝင်ရောက်လာကြပြီးပြည်သူ့အိုးအိမ်စည်းစိမ်များကိုယူငင်မီးရှို့ဖျက်ဆီးခြင်းပြည်သူများကိုတပ်ဖြတ်ခြင်းမြို့သူများကိုမရင်းကျင်ခြင်းတို့ပြုကျင့်သွားခဲ့တယ်လို့အသိပေးထားပါဗျ။အဲ့ဒီတိုက်ပွဲအားတောင်သာ People Defense Force TDA PDF Bravo Team မိတ်တီလာ DSNDA ဒနုတပ်ဖွဲ့နဲ့ရင်းချန်ခဲတရင်သုံးလုံးကပူးပေါင်းဆောင်ရွက်ခဲ့ကြတယ်လို့ထုတ်ပြန်ထားပါဗျခင်ဗျာ။အခုတခါ မင်းနှုံမြို့နယ်မှာတိုက်ပွဲဖြစ်ပွားပြီးစစ်တပ်ဘက်မှထိခိုက်ဒေဆုံးမှုရှိပြီးလူငယ်များကိုဖမ်းဆီးပြီးခိုးယူမှုများလည်းဖြစ်ပွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလ9ရက်နေ့မနက်၈နာရီခန့်မှာမင်းနှုံမြို့မှာစစ်သား40နီးပါးနဲ့ရဲများပူးပေါင်းပါဝင်တဲ့စစ်ကြောင်းတစ်ခုဟာညောင်ချက်ကြီးရွာမှာတဆင့်အလဲချောင်းရဲစခန်းကိုဦးတည်စစ်ကြောင်းထိုးလာခဲ့ရာခုံတိုင်ရွာအနီးမှာ တော်လိုင်းတက်ဖွဲ့များကစောင်းကြိုတိုက်ခတ်ခဲ့ကြောင်းဗမာပြည်ကာကွယ်ရေးတပ် USB ထံမှသိရှိရပါသည်။တိုက်ပွဲဟာ15မိနစ်ခန့်ဆက်လက်ဖြစ်ပွားခဲ့ပြီးစစ်ကောင်စီဘက်မှထိခိုက်သေးဆုံးမှုတွေကိုမျက်မြင်တွေ့ရှိခဲ့ပေမဲ့လည်းအရေးအတွက်ကိုတော့ဆက်လက်စုံစမ်းနေပြီးစစ်တပ်စစ်ကြောင်းဟာမင်းတုံးမြို့ကိုပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါသည်။မင်းတုံးမြို့ကိုဆုတ်ခွာရလမ်းလျှောက်မှာပြည်သူလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့နေအများတဲ့သူဝင်ရောက်စီးနှင်းကစားသောက်ကုန်များနဲ့တံမိုးရှိပစ္စည်းများကိုခိုးယူလူရခဲ့တယ်လို့သိရှိရပါသည်ခင်ဗျာ။ ဆလဘီရွှေဘူဇီကုံးလေးပြူရွာကဘန်ကာကင်းစကန်အားအလင်းငယ်ဝင်ရောက်တိုက်ခတ်ခဲ့တဲ့တဲ့ရင်ကိုလည်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းရွှေဘူကရွှေဘူမြို့နယ်ဇီကုံးလေးပြူရွာအဝင်ကစစ်ကော်မရှင်ဘန်ကာကင်းစကန်အားအလင်းငယ်ဝင်ရောက်တိုက်ခတ်ခဲ့တယ်လို့စကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးဖွဲ့ပကဖကထုတ်ပြန်ထားပါတယ်။အော်တိုဘလ9ရက်မနေ့တနင်္ဂနွေချိန်မှာရွှေဘူမြို့နယ်ပကဖကတိုက်ခတ်ရေးဖွဲ့ PDU မှဦးဆောင်ပြီးတိုက်နယ်1235 ပကပာတိုက်ခိုက်ရေးဖွဲ့တွေကပျောက်ကြားစနစ်နဲ့အလင်းငယ်ဝင်ရောက်တိုက်ခတ်ခဲ့တာလို့ဆိုပါတယ်တိုက်ပွဲတွင်စစ်ကော်မရှင်တပ်ဘန်ကာကဲတခုအားအောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ပြီးမီးရှို့ဖျက်ဆီးခဲ့ကကာပိုင်2လက်၊ကိုလုံးတနက်2လက်၊ 7.62G 129တောင်း၊ကာပိုင်ကြီး38တောင်း၊ကိုလုံးကြီး10တောင်း၊လက်ပြုံ2လုံး၊ကြီးအိမ်6ခုနဲ့ဖုန်းတစ်လုံးကိုသိမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်။ဒါပြင်စစ်ကော်မရှင်တပ်နဲ့ဗျူဇော်ဒီတပ်ဖွဲ့2ဦးသေဆုံးပြီး2ဦးဒဏ်ရာရရှိခဲ့ကြောင်းမျက်မြင်တွေ့ရှိခဲ့ကပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှရဲဘော်တအူမျက်မျက်စွာကြာဆုံးခဲ့ရတယ်လို့သိရှိရပါတယ်။ တိုက်ပွဲတွင်မြိုက်ကြီးရွာဘုံကြီးကျောင်းမှာထိုင်ချထားတဲ့စစ်ကော်မရှင်ရဲ့ဗျူဇော်တီတပ်ဖွဲ့တွေကလက်နက်ကြီးလက်နက်ငယ်များပစ်ကူပေးလာတာကြောင့်ဖြတ်တောက်ရေးရဲဘော်တွေက60မမကလလဘုံသီးများနဲ့ပစ်ကူပေးခဲ့တာပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ဖော်ပြထားပါတယ်ခင်ဗျာမုံရွာမြို့နယ်သာစီလန်းနဲ့အတောအဝိုင်းဘက်မှာပြည်သူများထံမှအတင်းအဓမ္မဆက်ကြီးကောက်နေတဲ့ရဲလေးဦးကိုဖိတ်ခတ်ရာလူဦးစလုံးတည်ဆုံနေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ၄ရက်နေ့မနက်ပိုင်းချိန်ကမှာ ဘုံရောင်မြုတ်နယ်တာစီလန်းနယ်အက်တော်အဝိုင်းဘက်မှာပြည်သူများထံမှငွေကြေးများနဲ့ပါလာတဲ့ပစ္စည်းများအားအတင်းအဓမ္မဆက်ကြီးကောက်ယူနေတဲ့အိမ်စည်းကားတစည်းနဲ့ရဲရရှိသုံးဦးနဲ့ရတသာဒူတို့အားဝင်ရောက်ပစ်ခတ်ခဲ့ရမှာအပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်းဘုံရောင်မြုတ်နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့မှသတင်းထုတ်ပြန်ပါတယ်။အရီပစ်ခတ်မှုတွင် BA63 ကို G3 နှစ်လက်ကုမမပစ္စတိုတစ်လက်သိမ်းဆည်းရမိပြီးရဲရရှိသုံးဦးနဲ့ရဲတပ်သားတို့နေရာမှာပဲပွဲချင်းပြီးတည်ဆုံခဲ့တယ်လို့ဖော်ပြထားပါတယ်။ ဆိုတာတက်ခဲမှုကိုမုံရမြွနယ်ပြည်သူ့လုံခြုံရေးဖွဲ့မုံရမြွနယ်ပလပနဲ့ကျောင်းသားတက်တော် SAF မုံရခင်တရင်နှစ်ခွဲတရွာစောကြီးတော်လန်တန်ဘူးတလင်မိုဘိုင်းတင်းတို့ကအတူပူးပေါင်းတိုက်ခတ်ခဲ့ပြီးတပ်ဆိုင်ရာဖွဲ့စည်းတည်တည်ရှိတော်လန်ရဲဘော်တည်တည်တို့ကဘေးကင်းစွာဖြင့်အောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်ခင်ဗျာအခုတကစစ်တပ်ဘုံကျဲတက်ခတ်မှုကြောင့်တရချောင်းမြို့နယ်တဲချောင်းကြီးရွာမှပြည်သူ၅ဦးထံရရှိတဲ့တဲ့ရင်ကိုလည်းတင်ဆက်ပေးပါမယ် အော်တိုဘားလ9ရက်နေ့ညနေမှာတရားကြောင်းမြို့နယ်တဲချောင်းကြီးရွာကိုစစ်လေရင်ကပေါင်900ရောက်ဘုံတလုံးကျဲချတိုက်ခတ်ခဲ့ခြင်းဖြစ်ပြီးတိုက်ခတ်မှုအချိန်မှာတိုက်ပွဲဖြစ်ပွားမှုရှိကြောင်းသတင်းရရှိပါတယ်။ဘုံကျဲမှုကြောင့်ပြည်သူ9ဦးထိခဲ့တဲ့အရရှိခဲ့ပြီးနေအိမ်များနဲ့အခြားပိုင်ဆိုင်မှုများပျက်စီးခဲ့တယ်လို့သိရပါတယ်။ဒေသတိုင်းတိုင်းဒေသကြီးမှာပြည်သူတွေကိုပြစ်မှတ်ထားတဲ့တိုက်ခတ်မှုများဆက်လက်များပြားလာနေတာကြောင့်သတိထားနေထိုင်ကြဖို့တော်လိုင်းဖွဲ့စည်းတွေကသတိပေးထားပါတယ်ခင်ဗျာ။ ဆလဘီပွင့်ပြူမြို့နယ်မဲဇလီဆယ်တော်တရားကိုယာယီအုံပြုခွင့်ပိတ်တဲ့တဲ့င်းကိုလည်းတင်ဆက်ပေးပါမယ်။မကွေးတိုင်းပွင့်ပြူမြို့နယ်ပသိမ်မုံရလမ်းပိုင်းရှိမဲဇလီဆယ်တော်တရားရခင်ကျူးတရားကိုယာယီအုံပြုပိတ်ပင်လိုက်ကြောင်းပွင့်ပြူမြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့ကထုတ်ပြန်ထားပါတယ်။အော်တိုဘလ9ရက်နေ့မှစတင်ကအုံပြုခွင့်ပိတ်လိုက်တာဖြစ်ပြီးအုံပြုမှုကြောင့်ဖြစ်ပေါ်လာမယ့်ပြဿနာတွေကိုတာဝန်ယူဖြေရှင်းပေးမှာမဟုတ်ဘူးလို့ဆိုပါတယ်။အခုထုတ်ပြန်ချက်ဟာနောက်တစ်ချိန်ထုတ်ပြန်ချက်မထုတ်မပြန်မချင်းအတိဖြစ်ကြောင်းပွင့်ပြူမြို့နယ်ပကပကအတိပေးထားပါတယ်ခင်ဗျာ။ ခုတကရမညမွန်တက်တော်မှ CBQ တင်တဲ့အပတ်စဉ်နှစ်တင်တဲ့ဇင်ဝင်ကျင်းပတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။မွန်ပြည်သက်ပါတီဆရာနာရှင်တိုက်ဖြတ်ရေးရမညမွန်တက်တော် NMSPAD RME မှဦးဆောင်ဖွင့်လှစ်တင်ကြားပေးခဲ့တဲ့ CBQ တင်တဲ့အပတ်စဉ်နှစ်တင်တဲ့ဇင်ဝင်ကိုကျင်းပခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။စက်တင်ဘာလ၄ရက်နေ့ကလူမျိုးနေမြေတနေရာမှာကျင်းပပြုလုပ်ခဲ့တဲ့အဲ့ဒီတင်တဲ့ဇင်ဝင်ကို NMSPAD RME ဥက္ကဋ္ဌနိုင်စီရာစီဦးစီးချုပ်ဘုံဦးချုပ်စာလွန်ထော် တင်းနှံစရာများနဲ့တောင်းဆိုသူများတက်ရောက်ခဲ့ကြတယ်လို့သိရှိရပါတယ်။တင်းနှံစင်ပွဲမှာဥက္ကဋ္ဌနိုင်စီရ၊စီအိုစီချုပ်ဘုံမချုပ်စာလုံးထောင်းနဲ့တင်းနှံစရာတက်နိုင်လင်းတို့ကခွန်အားဖြင့်မိန်ကုံများပြောကြားခဲ့တယ်လို့သိရပါတယ်။ဒါပြင်တင်းနှံကာလာအတွင်းအခက်အခဲများကိုဇွဲလုံးလဝရိယတို့နဲ့ကြော်ဖြတ်ခဲ့ကြတဲ့ရဲဘော်တွေကစွမ်းဆောင်ရည်ပြသတဲ့စီရေးသေးဥပြမှုများပြုလုပ်ခဲ့ကြတယ်လို့သိရှိရပါတယ်ခင်ဗျာ။ အခုနောက်ဆုံးတင်ဆက်ပေးမယ့်စီးရီးသတင်းကတော့တောင်ဝန်ထမ်းဆောင်ရေးကြာဆုံးခဲ့ကြတဲ့ရဲဘော်များရဲ့မိသားစုဝင်များအားဂုဏ်ပြုထောက်ပံ့တဲ့သတင်းပဲဖြစ်ပါတယ်။တောင်ဝန်ထမ်းဆောင်ရေးကြာဆုံးခဲ့ကြတဲ့ရဲဘော်များရဲ့မိသားစုဝင်များအားဂုဏ်ပြုဥညွတ်ရှိခိုးကြောကေကထောက်ပံ့ဝင်များပေးအပ်ခဲ့တယ်လို့အညာမြစ်တပ်ပေါင်းစုကထုတ်ပြန်ထားပါတယ်။စက်တင်ဘာလ28ရက်နေ့ဟာတိုက်ပွဲတွင်ကြာဆုံးသွားခဲ့တဲ့ရဲဘော်များရဲ့မိသားစုဝင်များထံကိုတပ်ပေါင်းစုမှရဲဘော်များတောင်ရှိလူကြီးများက ဝန်ထမ်းကြောင်းတုံလောပေးပို့ခြင်းကြာဆုံးရဲဘော်တို့ရဲ့စီယူနီဖောင်းနဲ့အသုံးဆောင်များပြန်လည်အနှံ့ခြင်းများပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။ဒါပြင်ဂုံပြူတက်ဖွဲ့ဖြင့်ဂုံပြူဥညွန့်ခြင်းရှစ်ခုခုလုံးခြင်းများဆောင်ရွက်ခဲ့ကကြာဆုံးရဲဘော်များရဲ့မိသားစုတစုလျှင်ထောက်ပံ့ငွေချက်145သိန်းပေးရခဲ့တယ်လို့သိရှိရပါတယ်။အဖိုးတန်သားများကိုမွေးဖွားပေးခဲ့တဲ့မိဘများအားသူရဲကောင်းမိဘများဖြစ်တမိုင်းအဆက်ဆက် မှတ်တမ်းတင်ထားကြောင်းအညာမြေတပ်ပေါင်းစုကအသိပေးကြေညာထားပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့စီရေသတင်းကောက်လုံချက်တွေကို Radio UNG သတင်းတောက်ခါဆက်နဲ့ပတဲ့ဘူးတို့ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ